ရေချင်းရှိတဲ့ဥပဒကဆိုတာဘာလဲကမ္မံပစ္စေတိနောမင်္ဂလံကံကိုယုံရမယ်တဲ့မင်္ဂလာတော့မလိုက်ရဘူးမင်္ဂလာဆိုတာမင်္ဂလာတို့ကမင်္ဂလာကိုပြောတော့မဟုတ်ဘူးခုနစနေသားစနေထောင်းဆိုရင်ဘာရေရရဆိုတဲ့အဲ့ဒီဟာတွေကိုပြောတာမင်္ဂလာဆိုတာနော်အဲ့တော့မလိုက်ရဘူးပန်းကဘယ်နှပွင့်ထီးကဘယ်နှလက် ဒါဗိရင်ဆရာကြီးတော့အကျိုးရှိတာပေါ့လေဒါအဲ့လိုလုပ်တဲ့လူတွေအကျိုးရှိတဲ့လူတော့ရှိတာပေါ့နော်ဒါလည်းသူ့အကြောင်းသူ့တော့ပြောလို့လည်းဖြစ်တာမဟုတ်ဘူးတော့ဘာပဲဖြစ်ဖြစ်ဟိုအရေးကြီးဆုံးကအတိညာအရေးကြီးဆုံးပဲလို့တို့ဆိုလို့တယ်နော်တခါတော့ကမင်းတို့မင်းလက်ထက်က မန္တိတောင်မြောက်ဖဲမှာသတင်းသုံးနေရွှေချင်းဆရာတော်ကြီးကခြေရောရဖူးဖို့ဆိုပြီးတော့မန္တိမြို့ကနေပြီးတော့ဘုရင်က စီစဉ်ပေးတယ်လှေပောင်းချုပ်ကြီးနဲ့ဆွန်ကမဲ့ကပိယာရေရောဘာရောရှင်တော့လှေပဲရှိတာကိုခုလိုကားတွေပဲစီစဉ်မပေးနိုင်အဲ့တော့လှေပောင်းချုပ်ကြီးနဲ့ဆင်းလာစထွက်လာတဲ့နေ့ကဘာနေ့တုန်းဆိုပြတ္တရာနေ့ဖြစ်တယ် နောက်ကလိုက်လာတဲ့တကားတွေတို့ယဟန်တော်တွေတို့ကပြဒနာတွေကြီးထွက်လာတာဟဲ့တို့လမ်းဘာများဖြစ်မလဲပြဒနာတွေကြီးတို့ထွက်လာခဲ့ပြီလို့ဆိုပြီးတော့အဲ့လိုထွက်လာတော့လမ်းကြတော့မုံတိုင်းနဲ့မိတာနဲ့အဲ့မှာမုံတိုင်းကွယ်ရာတဏျာကမ်းမှာရပ်ပြီးတော့ခိုးနေရတယ်နော်ခိုးနေရတဲ့အခါကျတော့ငါတို့ထင်သားပဲကွာထွက်လာတယ်ပြဒနာတွေကြီး နောက်ရဖြစ်မှာပေါ့ပြဿနာနေကြီးထွက်လာတာကိုနဲ့ပြောကြဆရာတော်ကြီးမကြားကြပြောဆရာတော်ကြီးကြားကြားတဲ့ခါကျတော့အဲလေခိုတဲ့လူတွေကရှိတယ်ရှိတော့အဲလေခိုးနေတဲ့လေတွေကတစင်းမကဘူးအဲမှာအဲနဲ့အဲ့ဒီလူတွေခေါ်စမ်းခေါ်စမ်းလို့ဆိုခေါ်လာဆရာတော်ကြီးကခေါ်တယ်ဆိုလာကြမင်းတို့ဘယ်ရလာတော့ဟာသူတို့လည်းမန်းလေးနာဘယ်ရထွက်လာပါလဲဘယ်နည်းရထွက်လာတော့ ရဲရစာထွက်လာတချို့ကရဲရစာထွက်လာဟင်ပြဒရာထွက်တဲ့လူကလေမိတာမှမဟုတ်တာရဲရစာထွက်တဲ့လူလည်းလေမိတာပဲအမြင့်တစုပ်ထွက်တဲ့လူလည်းလေမိတာပဲဆိုပြီးတော့ဆရာတော်ကြီးကရှင်းပြတယ်လေနော်သူမကြားတဲ့ကြားပြောတဲ့ပုံကိုယ်ဒီသဘောပေါက်သွားအောင်ခေါ်ပြီးတော့လက်တွေ့မေးလိုက်တဲ့အခါကျတော့ ထွက်လာတဲ့လူတွေရက်ကတယောက်နဲ့တယောက်တူဝမတူတာမတူဘဲနဲ့အကုန်လုံးလေမိတာတွေကြီးပဲလေအကုန်လုံးအဲ့တော့ပြတ်သရားကြောင့်လို့ဆွဲတာပဲဟုတ်မလဲမဟုတ်နိုင်ဘူးပေါ့ဒါမို့90ဇတ်ထဲမှာလည်းရှိတယ်ဒါယုံတဲ့လူတွေကတော့ယုံမှာပဲလေအကျံဖန်ပြီးတော့ယုံတဲ့လူတွေကတော့မပြောပါဘူးယုံရင်ယုံကြပေါ့ကိုယ့်ဟာကိုယ်အဲ့ဒီမှာ90ဇတ်နိဗ္ဗာန်ထဲမှာ ဘုရားလောင်းကပြောတဲ့စကားလေးတစ်ခုရှိတယ်။နခတ်တံပฏิမနင်တံအထောပါလာဥပိစကား။ဟာဒီနေ့ကနခတ်မကောင်းသေးဘူး။နောက်ခုနှစ်ရက်ကျမှနခတ်ကောင်းပါဒီနခတ်မလုံးနဲ့အောင်ဆိုပြီးနခတ်ရွှေ။အဲ့ဒါလို့နခတ်မကောင်းသေးဘူးဆိုပြီးတော့ရဲရွှေဆိုင်တဲ့ပုဂ္ဂိုလ်ဟိုးတဲ့အထောပါလံဥပိစကား။ ချိုးကိစ္စတွေခေါင်းတဲ့ကိစ္စတွေဟာလွန်မြောက်သွားတတ်တယ်တဲ့အထောအထသနက္ခတံဘာလှုပ်ချင်တယ်လဲလှုပ်ချင်တဲ့ပုဂ္ဂိုလ်အတွက်လှုပ်ချင်တဲ့အလုတ်အကျိုးပြည့်စုံမှုသာလင်သူ့အတွက်နက္ခတ်ကောင်းလို့ဆိုရမှာဖြစ်တယ်တဲ့ကိင္ကရိတန္တိတာရကကောင်းကင်ဘဝကျယ်တည်းကကို့ဘာလှုပ်နိုင်မှာလဲအဲ့ဒါလို့90ဇာတ်ထဲမှာ အတွေးခေါ်ပေါ့နော်ဒါအတွေးခေါ်သို့သောတချို့နေရာလေးမှာလည်းပါရာရှိသေးတယ်ဝေဓဘဆတ်တို့ဘာလို့ကြတော့ဘယ်နှခတ်နဲ့ဆုံမှဒီမန္တန်ဟာအကျိုးရှိတယ်ဆိုတော့ဒါမျိုးတည်းတော့ရှိတယ်ပေါ့နော်သူ့နှခတ်နဲ့သူလောက်တာအဲ့တော့ဆုလူရာကမြတ်စွာဘုရားကြတော့အာလုပိယကြီးရကြတဲ့ပုံကိုယ်ကြီးများပါတယ် သူနဲ့ခတ်တံသူမင်္ဂလံသုဘဘာတံသူဟုတ်ထိတံသူခနောသူဘုံတော်စာသူဣထံဗြမစာရိသူဆိုကောင်းတာလုပ်လို့ရှင်ကိုကိုကောင်းတဲ့နဲ့ခတ်ပဲဘာလုပ်လို့ကောင်းတဲ့နဲ့ခတ်ပဲလို့သူဆိုလို့ဟောအဲတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေဟာ ကောင်းကံတရားကိုယုံကြည်တာဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကကံတရားကံကိုသာယုံကြည်ရမယ်အဲ့ဒီဒီလို မင်္ဂလာလို့ဆိုတာမျိုးတွေကိုမယုံကြည်ရဘူးလို့သူတို့ဟောတယ်အဲ့တော့သို့တော့တချို့ပုဂ္ဂိုလ်တွေကမင်္ဂလာကိုယုံကြည်ပြီးတော့ကံကိုမယုံကြည်ဘူးအဲ့ဒါဟိုပြောနေကြပြောကြတာတွေပေါ့ပန်းသီးဖျားလူရင်ပန်းနေကြာပန်းဖျားလူရင်ကြံ့ကြတယ်ကြံပင် လူမအကြံစီအောင်နေကြာချင်းချင်းပင်ဆိုင်လိုက်လို့ရှင်ပိုးတော့ချက်ချင်းကြီးအကျိုးပေးတယ်ဆိုအဲ့ဒါမျိုးတွေပေါ့ အဲ့ဒါတွေကဒီမင်္ဂလာကိုယုံနေဆိုတဲ့အဖြစ်မျိုးရောက်တယ်ပေါ့နော်အဲ့တော့ဆိုလိုတာကတော့မြတ်စွာဘုရားရဲ့အဆုံးအမကို ပြည့်ဝလိုက်လိုက်ပြီးဆိုရင် ကောင်းတဲ့လုပ်ကိုလုပ်ဖို့ဟာအဓိကကြတယ်လို့သူဆိုလိုတယ်ဒါပြင်မြတ်စွာဘုရားအဆုံးအမပါတော့တပ္ပပပတအာကရဏမဟုတ်တာဆိုရင်မလုံးနဲ့အောက်တန်းကြတဲ့အလုပ်တွေမလုံးနဲ့ ကုသလသူပသမရာကုကောင်းတဲ့အလုပ်တွေမှန်တယ်ဗျာကုသနာမှာပြည့်စုံအောင်ကြိုးစားသစိတ်တပရိယောတပနံကုစိတ်လေးကိုဖြူစောင်းထားစွာဒါမြတ်စွာဘုရားရဲ့အဆုံးပါပဲဒီတဆူတည်းမဟုတ်ဘုရားအလုံးဟာဒီတိုင်းပဲဆုံးပါအဲ့ဒီတိုင်းနေနိုင်မယ်ဆိုရင်ဘာမှဘေးရင်မေးမနေနဲ့နောက်မှငါကောင်းရဒုက္ခရောက်မှလားမရောက်ဘူးလားမမေးနဲ့ရောက်ကိုရောက်မှတေချာဒီလိုဆုလို့ရပါတော့เนาะအဲ့တော့ အဗ္ဗဓမ္မစိတ်ချယုံကြည်ရတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေအတိုင်းကိုယ်ကလောက်ရပါ